ီနေ့မှာတော့ရေအောက်မှာနှစ်ပေါင်းများစွာနှစ်မြုပ်နေရကနေရေပေါ်ကိုဖျားချောင်းလိုက် ပြန်ပေါ်လာကြတဲ့နှစ်ပေါင်းများစွာကရှေဟောင်းဖျားချောင်းတွေကိုလိလာဖူးမြော်ရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတဘာဝဘေးအန္တရာယ်နဲ့အကြောင်းမျိုးမျိုးကြောင့်ရေအောက်ကိုနှစ်မြုပ်သွားတဲ့ရှေဟောင်းသမိုင်းဝင်ဖျားချောင်းတွေအများပြားရှိပါတယ်။ရေအောက်ကိုနှစ်မြုပ်သွားခဲ့ရကနေပြန်ပေါ်လာတဲ့ရှေဟောင်းသမိုင်းဝင်ဖျားချောင်းတွေကတော့နံပါတ်1ဝါဝေဒီအစင်ချိုင်း အဲ့ဒီရှေးဟောင်းဖျားကျောင်းကတော့နေပောင်များစွာရေအောက်တဲ့နေမြုပ်နေရာကနေပြန်လည်ပေါ်လာခဲ့ပါတယ်။ရေပေါ်ကိုပြန်ပေါ်လာတော့တော်တော်များများကလောဝကိုပြည့်စည်နေပါပြီ။ထိုင်းနိုင်ငံကရေပေါ်ပြန်ပေါ်လာတဲ့ဖျားကျောင်းတွေကတကြောင်ဖြစ်ပြီးအဲ့ဒီဖျားကျောင်းဟာရေအောက်မှာနေမြုပ်နေရာ55နေရှိပါပြီ။မိုးကောင်နဲ့နှင်းပြတဲ့2019အစောပိုင်းလတွေမှာရေပေါ်ကိုပြန်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဖျားကျောင်းတစ်ခုလုံးပြန်လည်ပေါ်လာတော့အလုံးအားစိတ်လို့ရှာစီခဲ့ပါတယ်။ နွန်ဆန်ခရိုင်မှာပြန်လည်ပေါ်လာတဲ့ဖျားကြောင်ဟာရေအောက်မှာညံ့ညွတ်နေရတာက95နှစ်တောင်ရှိခဲ့ပါပြီ။ရေတွေကနေပြန်လည်ထွက်လာပြီးအရှိကိုရှိတိုင်းမြင်ခဲ့ရပါတယ်။အဲဒီဖျားကြောင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ကလေးကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ပြန်ပေါ်လာတဲ့ဖျားကြောင်ရဲ့ area တစ်ဝိုက်မှာ အုန်နေခဲတွေကို အမြောက်များပြိုကျရဲ့အနေထားရှိနေရကို တွေ့ရမှာဖြစ်ပြီးဒီနေရာကတော့အရင်က ထိုင်တော်မူရုပ်ပွားတော့ ကင်းဝေးရာနေရာဖြစ်ခဲ့ပါတယ်။အရေးပြကြောင်းကတော့ရွေလွှမ်းမှုခံရတာပါ။1964ခုနှစ်မှာဆယ်ဆောက်လုပ်ပြီးတာနဲ့အဆိုပါဒီတာမှာရွာသားတွေကိုအခြေချပေးနေထိုင်ခဲ့တယ်။ရေထဲမှာဖះချောင်းနှစ်မြုပ်နေစင်မကရေကဖះချောင်းကတဲလွန်စပြည်စီတွေကိုရှောက်ဝေတွေရှိခဲ့ပါတယ်။အခုချိန်မှာတော့လေစီဘီသွားလေလို့ရပါတယ်။အခုစဉ်အဲ့ဒီရေပေါ်ပြန်ပေါ်လာပြီးဖြစ်တဲ့ဒီရွှေဟောင်းဖះချောင်းဟာကမ္ဘာလေခီးတွေတွေကို ဆွဲဆောင်တဲ့နေရာတကူဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ကဲနောက်တနေရာရှိပါသေးဒါတော့ဝန်နွမ်းဘူရီတိုင်ဖျားเจ้าမှာတိုင်းနိုင်ငံမှာတော့ရေပေါ်ကိုပြန်ပေါ်လာတဲ့ဒီဝန်နွမ်းဘူရီတန်ဖျားเจ้าဟာဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေပါတယ်။ပတ်စံတမ်းရှိရွှေဟောင်းဖျားเจ้าတကြောင်တကူဖြစ်ပြီးရင်အောက်မှာနှစ်တော်ကြာအောင်မြမြုပ်နေကြတာဖြစ်ပါတယ်။ဝန်တော်ဘူရင်ကျန်ဖះအောင်ကတော့နှစ်20ကျော်လောက်ကြာမှာ ရေမျက်နှာပေါ်ကိုပေါ်လာခဲ့တာဖြစ်ပါတယ်။မိုးကောင်မိုးကြောင်ရေမျက်နှာပြင်နေကြသွားရကနေရေအောင်ရရှိနေတဲ့အဖျားကြောင့်ကပြန်ပေါ်လာပြီးခေးသွားလုံရလို့လာကြတဲ့အထိကိုနမေကြည့်လာပါတယ်။အဲဒီဝနောပူရင်တံဖျားကြောင့်ကိုရရှိလာကြတဲ့သူတွေကတော့ရှေဟောင်းထိုင်တော်မူဖျားကြီးကိုဥကြကဆူတောင်းမှုတွေပြုလုပ်ကြပါတယ်။အဲ့နေရာကတော့စိတ်ဝင်စားစရာကောင်းတဲ့ခေးသွားဆဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။၎င်းနှကောင်ပါတဲ့လေကားကတော့ရှင်လက်ရမပြောင်းအောင် ပြန်လည်ပြောင်းပြန်မူမှန်ခဲ့ပါတယ်ဝန်နံဘူရင်တန်ဖះเจ้าကရေထဲမှာနှမြုပ်နေရည20ကျော်လောက်ရှိပါပြီအဲ့ဒီဖះเจ้าနဲ့ပတ်သက်တဲ့အတိတ်ကပုံတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်အခုမြင်တွေ့နေရတာနဲ့နိုင်ရှင်တော့အတော်လေးကိုပြသနေပြီဖြစ်ပါတယ်ရေဝေရည်နေရဖះဘူတွေလောက်ရောက်ဖူးမြော်တာကြောင့်တာဝန်ရှိသူတွေကဖះเจ้าရဲ့ဝင်ပေါက်အနေတဝိုင်းအဲ့ဒီရာကိုပြုတ်ပြင်းပေးခဲ့ပါတယ်အခုချိန်မှာတော့ဖះဘူအများစုနဲ့စီကားနေပါတယ်ကဲနောက်ထပ်နာမည်ကြီးရဲ့နေရာကတော့ပေါ်တာစရီ ဖော်ဝတ်တန်ဖရာကြောင့်ပဲဖြစ်ပါတယ်။ဒီညကအမြင့်မြတ်ဆုံးဖြစ်ပြီးကြီးမားတဲ့ထိုင်တော်မှုရုပ်ပွားတော်ရှိပါတယ်။ရင်အောင်မှာနင်းမြုပ်နေကြတာကကြာပါပြီ။မိုးကောင်ရေရှားပြီးရင်းမျက်နှာပြဲနေကြသွားကြရကနေဘုရားကျောင်းအေရာတစ်ခုလုံးပြန်ပေါ်လာကြတာဖြစ်ပါတယ်။အဲဒီ Provider Series Provider ဘုရားကျောင်းကိုတော့ဒေတာခံတွေကထိန်းထိန်းထားပါတယ်။အခုဆိုရင်တော့အဲဒီဘုရားကျောင်းဟာနောက်ရောက်လေပဲကြားတဲ့သူတွေနဲ့စီကားနေပြီဖြစ်ပါတယ်။